ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥအောင်အောင်ပါဟုတ်ပြီအသက်က42နှစ်ပါဆရာကြီးအရွယ်ကောင်းလေးထိုင်းပါပါဟုတ်ပြီဗျာတစ္ဆက်မှာအလုပ်လုပ်တာတဲ့6နှစ်ရှိပါပြီတဲ့သူဘာလို့ရတယ်တော့မပြောဘူးเนาะဟုတ်ကဲ့ဆရာကြီးတစ္ဆက်ကလည်းလုပ်ငန်းအများကြီးရှိတာ哦ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီသူကလေဆရာကြီးခင်ဗျားတဲ့ခါနာတာကနေတဲ့အကြောညက်တယ်လို့ဖြစ်ပြီးတဲ့ ဘယ်ဘက်ခြေတန်းအထိတချမ်းထုံနေပါတယ်ဘယ်ဘက်နော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတော့အလေးမြမာလာလုံးဝရှောင်းရမယ်ဟုတ်ကဲ့ဆရာကြီးအထူးသဖြင့်ဟုတ်ကဲ့ဆရာခါကုန်းပြီးတော့မာတဲ့အလေးမြမာသမီးလုံးဝမမပါနဲ့တော့အဲ့လိုပြောချင်ပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီးဖြစ်နိုင်အဲ့ဒီလူမျိုးကိုခြားသူတော်အကူကြီးတောင်းပါဟုတ်ကဲ့ပါဆရာကြီးနော်အဲ့ဒီခါကုန်းနာတို့အောက်ကငုံနာတို့နောက်ဆိုတယ်လီဖုန်းပို့တာတောင်းပါတယ်လီဖုန်းအောက်မှာထားပြီးတော့ငုံပြီးတော့ပို့တာမပို့ရပါဘူးဟုတ်ကဲ့ဆရာကြီးစာဖတ်မယ်စာရွက်ကို ခေါင်းငုံဖရာတဲ့ခေါင်းအပေါ်မော့ဖတ်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်အိတ်တဲ့အခါမှာဖြစ်နိုင်ရင်မှုရလုံးဝမအိတ်ပါနဲ့ဟုတ်ကဲ့ပါဆရာ။ပလက်ကထိုင်လုံးဝမထိုင်ပါနဲ့။ဒါစင်ကျင်စရာလေးနော်။ဟုတ်ကဲ့ပါဆရာ။မြို့ရတုံးမယ်ဆိုလို့ရှိရင်လည်းပဲအပေါ်မှာတင်ပြပြခင်းပါ။ဟုတ်ကဲ့ပါဆရာ။တင်ပြပြတောင်းမှဆရာအဲ့ရအောင်သမီးလှန့်ကြည့်တယ်။တင်ပြပြဘယ်နှချက်ခင်းတာလဲ။၃ချက်ဆရာ။၃ချက်ခင်းတာကြလား။ဟုတ်ကဲ့ပါဆရာ။ဘာဖြစ်လဲဆိုတော့ ဲ့အသင်ပြပြတစ်ခုနဲ့တစ်ခုတစ်ခုနဲ့တစ်ခုကြာမှာလေဝင်လေတဲ့သိကောင်းတယ်တမီးဟုတ်ကဲ့ပါဆရာကြီးအဲ့အဲ့တဲ့အခါမှာအဲ့ရထားလိုက်လို့ရှိရင်လွယ်လန်းသွားတာဟုတ်ကဲ့ဆရာကြီးဒီတိုင်းသာဆိုတော့တောက်တောင်ကြီးဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကြီးစင်ကျင်လိုက်လို့ရှိရင်ကိုအကုန်ကြမများပဲနဲ့ကျမ်းမာကြီးရဲ့တိုးတက်လာမှာပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာတို့ဆန္ဒဆရာတို့စေပညာရဲ့စေနာတော့လူတွေကိုအကုန်ကြမများပဲနဲ့ကျမ်းမာကြီးကြီးကောင်းစေချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီး သူကသူရေးတာလေးကိုလည်းဆက်ဖက်ပြမယ်ဆရာဟုတ်ပြီဗျာစေးထိုးစေးတောက်တဲ့အနှိတ်တဲ့စုံနေပါပြီတဲ့မပြောင်းတော့လဲတဲ့တခုကတော့နော်အဲတခုမို့တခုတကောင်းတို့ရာလုံနေတာပါပဲဟုတ်ကဲ့ပါဆရာဆရာရဲ့လိမ့်စေးရာတော့ကရမက်ပေါ့နော်ဟိုအဲ့ဒါတော့သူခုနကတော့စေးထိုးစေးတောက်အနှိတ်အနှိတ်အဲ့ဒီအားလုံးကိုနှိတ်တယ်ဆိုတာနှမျိုးရှိရနော်တပည့်ဟုတ်ကဲ့ဆရာကျော်အကျော်ပြင်တာတသက်တမျိုးဟုတ်ကဲ့ချွေးကြလို့ရှိရင်စေးအပူလေးအရင်လိမ့်ကြရတယ်ဟုတ်ကဲ့ဆရာတို့ ခငယ်ဆိုကိုယ်နဲ့ခံစားဘူးတာနော်ဥပလင်းချပြီးတော့မှနှိပ်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့ခစ်ကကုံသွားပြီနှစ်30ကျော်40လောက်ကြံနေခဲ့ပြီအပူတွေကဟုတ်ကဲ့ဆရာကြီးအဲ့ဒီအချိန်ကအပူသုံးတာမှန်နေဟုတ်ကဲ့ဆရာကြီးဘာဖြစ်လို့လဲဆိုရင်လွန်ခဲ့တဲ့အနှစ်30ကျော်40ရအားလုံးကအေးတယ်ဟုတ်ကဲ့ပါဆရာကြီးလူတွေရဲ့ကံတွေကလည်းအေးမြတယ်စိတ်တွေကလည်းအေးချမ်းတယ်ဟုတ်ကဲ့ဆရာကြီးဥရုတ္တပါယာကြီးကလည်းအေးတယ်စားတဲ့အစာအာဟာရတွေကလည်းအေးကြတယ် ုတ်ကဲ့ပါဆရာကျောင်းလို့ဘာတက်လို့လဲအပူတက်လို့တက်လို့လဲဆရာကြီးအခုကြတော့ကံရည်လည်းပူတယ်လူရဲ့စိတ်တွေလည်းပဲပူတယ်ဆရာကြီးပူရင်တော့ကတွေများကြတယ်နော်ကံပူတယ်စိတ်ပူတယ်ဥရုတပ္ပယာရည်လည်းပဲပူပူလားတကဘာလုံးအတိုင်းတာနဲ့အပူချိန်မြင့်လာတယ်အဟာရလည်းပဲအပူဆက်တဲ့စားကြောင်းစည်းဆိုင်တွေပြကြည့်ကြည့်မူလာရအလေရအထက်တန်းနော်ဘာလို့ကျင်လဲအပူရှာပူမုံတီ ်ချင်းငန်ဆက်ရှူရှဲဆက်ရှိတင်မော်တီကြောင့်မလာရှန်ကိုအမလီလီအထုံနဲ့ဟမ်ခုနောက်ဆုံးအထုံနဲ့အေးဟုတ်တယ်စားလိုက်ရခါစားပါဦးထုံစင်းသွားတာလေအင်းဟုတ်တယ်အထုံနဲ့ကြာမစားဘူးသေးဘူးတခါတော့သူတို့ပြောတဲ့အထုံလေးနင်းနေတော့ယူလာစားပါရယ်မီးရောမီးကြည့်ချင်လို့မထုံစရာမဆက်ဘူးစရာရဲ့ဘာသာလဲထုံသွားတာလားမထုံသွားတာလားတော့မသိဘူးဘိုက်ထဲကြမှာပူတာပူတာမခံနိုင်အောင်ပူတာအဲ့လိုအဲ့လို သူ့အထုံးอ่ะအဲ့တော့တမီးတွေးကြီးကတော့အစာရင်သွေးကြောလေးတွေပေါက်မှာပေါ့နော်ပူလွန်အကြီးတော့အစာရင်သွေးကြောကိုမိမြိုက်လို့ဖြစ်သွားမိမြိုက်လို့ဖြစ်သွားလဲဆိုရောင်နာတို့ဟုတ်ကဲ့ဆရာကြီးရောင်နာတို့တင့်နေတာလို့ဖြစ်ရမှာပေါ့တမီးဟုတ်ကဲ့ပါဆရာကြီးဒါတည်းအခုရှော့အောင်မယ့်အရာလေးဟုတ်ကဲ့ပါဆရာကြီးစင်းနဲ့ဘီခွဲမသိတာအန်ရသိကြီးရယ်နော်ဟုတ်ကဲ့ပါဆရာကြီးရှောင်းရံနဲ့ဆောင်းရံကိုခွဲမသိတာလည်းပဲအန်ရသိကြီးရယ်နော်ဟုတ်ကဲ့ပါဆရာကြီးဒါတွေကတကယ်တော့ဖြစ်တင်တာလေ ုတ်ကဲ့ပါဆရာကျောင်းသင်ဘာသာရပ်တီထဲမှာကိုထည့်ပြီးသင်ဖို့သိကောင်းတယ်သူဟုတ်ကဲ့ပါဆရာဒီအစာကိုလေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲစာဝနာကင်ပြာရှင်ကြပါစေကြာ